ရှိဦးစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ဗပ္တိဇံပေးခြင်းနဲ့ဗပ္တိဇံခံခြင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီခရိယန်နော်ခရိယန်တိုင်းလောကမှာလည်းပြောရမှာလို့ဖြစ်နေနော်အဲ့တော့အငင်းပွားပေါ်ရတယ်မလို့အပ်ပဲနဲ့ဖြစ်နေတာတွေ့ရတယ် တချို့ကဗတ္တိဇံပေးတာနဲ့ဗတ္တိဇံခံတယ်ဒီဝါချက်နှစ်ခုနားမလည်ဘူးဖြစ်နေတယ်အဲ့လိုနားမလည်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဒီပွဲသွားတော့ပေါ့နော်ဆိုလိုရင်တူပေမဲ့အယူဆနှစ်ခုပွဲသွားတယ်ပေါ့နော်ပွဲသွားတယ်အဲ့တော့ဟိုတချို့ကျတော့လေဒါနောက်မှရှင်းပြမယ်တချို့ကျတော့လေဗတ္တိဇံ နော်ပေးတာတွေဗရဇံခန္ဓာတွေဟာဟိုပါတာရဲ့အစင်လာရလုတ်တယ်လို့နော်ဒီလိုပဲဟိုထင်ကြတယ်လို့လည်းရှိသိအရေးမကြီးတယ်လို့လို့ပေါ့နော်အဲ့ဒါလည်းမှားပါတယ်ပေါ့ဗပတိဇံကယေဆုလို့ယေဆုယုံတော့မဟုတ်ဘူးပေါ့တကယ်ယုံကြည်ပြီးနော်ယုံကြည်တဲ့အတိုင်းနှုတ်ကဝန်ခံတဲ့သူတယောက်ဟာသူစိတ်ကယုံကြည်တဲ့ဟာဒီအမှန်ကန်ဖြစ်တယ် နှုတ်ကဝင်ခန္ဓာဒီလေယုံလို့ဝင်ခန္ဓာအမှန်ကန်ဖြစ်တယ်ဆိုရင်သူကနော်လက်တွေ့ရှိမှာပဋိဇံခံတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ပဋိဇံဟာလက်ဆုပ်လက်ကင် ပြလို့ရတဲ့အယုံကြည်ခြင်းဖြစ်ပါတယ်ပရမောဇောရောပဋိဇံနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီယောဟန်ရဲ့ပဋိဇံအလုံးသိပါတယ်နောင်တနဲ့ဆိုင်တဲ့ပဋိဇံပေါ့ဒီယောဟန်နဲ့ဆိုင်တဲ့ပဋိဇံတောင်မှ လူတွေဟာတဲ့ကောင်းကင်နိုင်ငံကိုအနိုင်ထက်ဝင်ကြတယ်လို့ယေရှုကိုယ်တိုင်ကပြောတယ်ဆရာကတော့ယောဟန်ရဲ့နော်ဗက်တိဇံကိုခံတဲ့သူဟာတဲ့ခံတဲ့သူဟာခံအဲ့ဒီခံပြီးတဲ့ခါမှာကောင်းကင်ဘုံရောက်တာတော့မဟုတ်ပင်မဲ့အဲ့လိုခံတော့သူတို့အားလုံးတော့ဟာယေရှုကိုယုံကြည်လာကြတယ်လို့ပြောချင်တာဖြစ်တယ်နော်အဲ့ဒါကြောင့်ယောဟန်ရဲ့ဗက်တိဇံခံတဲ့သူကောင်းကင်ဘုံရောက်တယ်ဆိုတာက သွားတော့ယေရှုစီကိုသူကရောက်သွားတယ်ယေရှုကိုယုံကြည်တော့သူဖြစ်လာတယ်ပြီးရင်ကောင်းကင်ဘုံကိုရောက်တယ်ဒီလိုဆိုလို့ချင်တာဖြစ်တယ်ဒါနဲ့ပတ်သက်လို့ယေရှုကိုရံရဘာပြောလဲဆိုရင်ဒီလုကာခန်း16စာပိုက်16မှာယောဟန်မရောက်မီတိုင်အောင်ပညတ်တိကျမ်းနဲ့အနာဂတိကျမ်းရှိယောဟန်လက်ထက်မှာစ၍ဖျားသခင်နိုင်ငံတော်နဲ့ရှင်တော် ဧဝံဂေလိတရားကိုဟောလျက်ရှိလူများတို့သည်လည်းနိုင်ငံတော်ကို အနိုင်ထက်ဝင်ကြ၏ယောဟန်ကယေရှုကြောင့်တည်တည်ခံပြီးတော့မှ နောင်တနဲ့ဆိုင်တဲ့ဗတ္တိဇံပေးတယ်အဲ့ဒါဟာဧဝံဂေလိတရားဟောနေခြင်းဖြစ်တယ်နော်အဲ့တော့ယောဟန်လက်ထက်ကစပြီးတော့ကောင်းကင်နိုင်ငံကိုအလူအရက်နော်အနိုင်ထက်ပြုတ်ပြီးဝင်ကြတယ်လို့ပြောပါတယ် ဒါကြောင့်ပဋိသင်္ခါအလွန်ရေးကြည့်တယ်ဆိုတော့ကျွန်တော်နားလိုက်ဖို့လိုတယ်။ခုနရှင်းပြသလိုပဲယောဟန်ရှင်မှာပဋိသင်္ခံလို့တခါတည်းကောင်းကင်ဘုံရောက်တာမဟုတ်ဘဲနဲ့ပဋိသင်္ခံတော်သူတို့ဟာယေရှုကိုယုံကြည်လာကြတယ်။တော့ယေရှုကြောင့်ပဲပြောတာကိုနော်အဲ့တော့ယုံကြည်လာကြပြီးတော့မှယေရှုအဖြစ်ကောင်းကင်ဘုံရောက်ကြတယ်လို့ပြောချင်တာဖြစ်ပါတယ်။နော်အစ်သက်အတင်းတော်လဲဒီတိုင်းပဲ။ တို့ကယောဟန်ဗတ္တဇာကိုခံကြတယ်။သူအတွင်နောက်ဆုံးတော့ဟိုယေရှုเจ้าကိုတည်ကြည့်ပြီးတော့ဟာလာယေရှုရဲ့နာမ၌ဗတ္တဇံပြန်ခံကြတယ်ဆိုတော့တွေ့ရပါတယ်။ဒါတွေကအเจ้าမဲ့ရေးထားတာမဟုတ်ပါဘူး။ဘောနော်ဒီချမ်းချက်နဲ့သူ့သူ link ဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဗတ္တဇာအလုံးကြီးကြီးတယ်ဆိုတော့တည်ဖို့လိုတယ်။ဟိုအမျိုးမျိုးပြောကြတယ်ပေါ့။ကျွန်တော်ကတော့ဟိုပေါ့လင်းလင်းတဲ့ပြောမှဆိုရင်တော့ ယေရှုကိုယ်တိုင်တောင်မှဗောက်တိဇံခံတယ်လေဘယ်လောက်ရည်ကြီးလဲဆိုတော့ဟာအเจ้าမဲ့ယေရှုယုံလေးမဟုတ်ဘူးအဲ့တော့ဘယ်လိုခံလဲဆိုယေရှုကိုယ်တိုင်ဂျော်ဒန်မြစ်ထဲကိုဆင်းပြီးတော့မှနှစ်ချင်းခံတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကအယုရအစင်လာဇတိလေးနဲ့လွတ်ရင်တော့ဇတိလေးပဲဖြစ်မှာပေါ့ဟာအဲ့ကြောင့်ဗောက်တိဇံတရားဟာအလိုရည်ကြီးတယ်လို့ပြောချင်တယ်ဆိုတော့ ျွန်တော်အငင်းပွားတဲ့ကိစ္စပေါ့ဘပ်တိဇံပေးတာနဲ့ခန္ဓာနဲ့ဒါအောင်မကွဲတဲ့ခါမှာအသိတော်မှာအလွန်ပဲနော်အငင်းပွားကြရတယ်ပေါ့အဲ့တော့ကျွန်တော်ဖတ်ပြမယ်ရှင်မသက်ခရွန်ချာခန်း28စာပိုက်19မှာသင်တို့တွား၍လူမျိုးတကာတို့ကိုငါတပိဖြစ်စီလေခမဲရတော့တာတော့တန်ရှင်းသောဝိညာဉ်တော်နာမ၌ပရိဇံကိုပေးကြတော့ ဘပ်တိဇံကိုပေးကြလော့လို့ပြောတာဖြစ်တယ်။နော်အဲ့တော့တိဖို့ကဒီနေရာမှာဘပ်တိဇံကိုပေးတဲ့ဥမာဆရာကပရိသန်ပေးတယ်ဆိုရင်ဘလို့ပေးရလဲဆိုတော့နော်ခမဲတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမ၌ဘပ်တိဇံပေးတယ်။ပြောပြီးတော့မှဘပ်တိဇံပေးတာဖြစ်တယ်။နော်သုံးပါးတဆူရဲ့နာမနဲ့ဘပ်တိဇံပေးတာဖြစ်ပါတယ်။ ဒါကရိုးရှင်းပါတယ်ဒါပေမဲ့ဒီတမန်တော်တွေကသူတို့ဗတ္တိဇံပြည့်တဲ့ခါမှာတမန်တော်ဝတ္ထုတို့လုံးကြည့်တဲ့ခါမှာကျတော့ဘလို့တွေ့လဲဆိုတော့ဒါလေးကျွန်တော်ဖတ်ပြမယ်ဟမ်ဒီတမန်တော်ဝတ္ထုခန်းနှစ်စပိုက်38ကိုဖတ်ပါမယ်ပေဒရုကလည်းသင်တို့ အပြစ်ကိုလွတ်စေခြင်းဟာနောင်တရ၍တယောက်မြတ်မကျွန်ယေရှုခရစ်နာမ၌ဗရဇံကိုခံကြလော့တုတ်ပြုလင်တန်ရှင်သောဝိညာဉ်တော်တည်ဟူသောသုဂျေဇုတော်ကိုခံရကြလိမ့်မည်ပြောတော့တွေ့ရတယ်အဲ့တော့ဒီမှာကျတော့သူကဘာပြောလဲယေရှုခရစ်ရဲ့နာမ၌ဗတ္တိဇံကိုခံကြလော့ဟောနော်အဲ့တော့ဟောကမတဲကပါလေပေးခိုင်းတာ ဒါကခံခိုင်းတာမတူဘူးလူနှမျိုးဖြစ်တယ်နော်ဒါကိုကျွန်တော်တို့မခွဲခြားတတ်ဘူးဆိုတချို့ကအာသုံးပါးတစုံနဲ့ဗရဇံခံတဲ့သူကမားတယ်တဲ့နော်ယေရှုနာမနဲ့ပြန်ခံရမယ်လို့တွင်တင်တယ်အဲ့တော့အငင်းပွားချက်ဟောဘက်ကလည်းမဟုတ်ဘူးတဲ့သုံးပါးတစုံနဲ့ခံရမယ်တဲ့နော်တချို့ကလည်းအဲ့တော့ ဒီကျမ်းစာနှစ်ခုကကျွန်တော်ကဟိုဆိုလိုရင်းလူလည်းမတူဘူးအဲ့တော့ပေးတဲ့လူကတယောက်ခံတဲ့လူကတယောက်ဖြစ်တယ်မတူဘူးအဲ့တော့ဒီနှစ်ခုပေါ့ဒီဝါချနှစ်ခုကိုရှင်းလင်းဖို့လိုတယ်အမှအငင်းပွားစရာအကြောင်းမရှိဘူးအတိတ်ဘယ်ကပါလဲဗတ္တဇံကိုပေးတဲ့ဆရာကခမဲရောတာရောတန်ရှင်တော်ဝိညာဉ်တော်ရဲ့နာမ၌ဗတ္တဇံကိုပေးရတာဖြစ်တယ် အဲ့တော့ရေစဲကိုရေထဲဆင်းလာပြီးတော့မှပဋိဇောင်ခံတဲ့သူကတော့သူကပေးတဲ့သူမဟုတ်ဘူးလေခံတဲ့သူခံတဲ့သူကတော့ဘလို့ဘုသူနာမနဲ့ခံလဲယေရှုနာမနဲ့နော်ယေရှုခရစ်နာမနဲ့ပဋိဇောင်ခံရတာဖြစ်တယ်နော်အဲ့တော့ပေးတဲ့သူက၃ပါးတစုနဲ့ပေးတယ်ခံတဲ့သူကယေရှုရဲ့နာမ၌ခံတယ်ဒါလည်းရှင်ဘာမှညှင်းပွားစရာအကြောင်းမရှိဘူးတကယ်တမ်းကျဘာမှဆန့်ကျင်ခြင်းမရှိဘဲနဲ့ကိုညှင်းနေတာ ငယ်ငယ်တော့ခဏခဏကြားရတာနော်ကျွန်တော်ငယ်ရွယ်တဲ့အချိန်ကာလကရှင်းလို့မပြီးနိုင်ဘူးကျမ်းစာတစ်ခုကလည်းဟောနော်ဘုရားသုံးပါးတစုပြောတစ်ဖက်ကယေရှုနာမနဲ့ပြောတယ်ဆိုတော့ဟိုရှင်းတော့မကြိုက်တယ်လို့ဖြစ်တယ်အမှန်ကပေးတဲ့သူနဲ့ခံတဲ့သူအဲ့လိုနားလည်လိုက်ရင်အော်ပေးတဲ့သူက ခမဲတော်တာတော်တရှင်တော်သောဝိညာဉ်တော်၌ပြရမှာပါလားခဏတူရတော့ဟုတ်ကဲ့အမှန်ပါတယ်နော် ကျွန်တော်ကယေရှုကြောင့်ကယ်တင်ရတာပါဆိုတော့နော်ယုံကြည်ခြင်းနဲ့ဝန်ခံပြီးသူကဗုဒ္ဓဇံခံတာဖြစ်တယ်နော်ဒါဆိုရင်ရှင်းသွားပြီပေါ့နော်အတူတူပဲတလုံးတဝတည်းပဲဖြစ်ပါတယ်နော်ဒီလိုမျိုးဒါကြောင့်ဒီနေ့နော်ကျမ်းစာကိုကျွန်တော်ကတကယ်ဝိညာဉ်တော်မဖွင့်ပြရင် နားလည်သင်နိုင်စရာအကြောင်းမရှိဘူးအငင်းပွားပွေရမယ်ဖြစ်ပါတယ်ပေါ့နောက်တစ်ခုကတော့အရေးကြီးဆုံးကတော့ ပြောချင်တာကတော့ဗတ္တိဇံတရားဟာเนาะတရားဟာအလွန်အရေးကြီးတယ်ဆိုတာကိုနားလည်သိချင်တယ်ပေါ့ပေါ့လေးပဲဟိုရိုးရအစင်လာလက်ရလေးပဲเนาะကျွန်တော်လောက်ကြမယ်ဆိုရင်တော့เนาะဘာတကူမှတက်ရောက်မှာမဟုတ်တကယ်တော့ကျွန်တော်ဗတ္တိဇံတရားကိုတိကျဖတ်ကြည့်လိုက်ဗတ္တိဇံခံပြီးရင်ဗတ္တိဇံခံရင်ဘာဖြစ်မယ်ဘာဖြစ်မယ်ဘာဖြစ်မယ်ဆိုတာကိုတိကျဖတ်ကြည့်လိုက်ရင်เนาะပဋိသင်တရားဟာအလွန်ကြီးကြီးတယ်တစ်ချက်ကယုံလိုက်ရတာနဲ့ တန်ရှင်တော်ဝိညာဉ်တော်ရတာမဟုတ်ခုနကကျွန်တော်ဖတ်တယ်။ကြားမှာဆိုရင်တော့ပါတီဇန်ခံပြီးမှဝိညာဉ်တော်ရတာဖြစ်တယ်။အဖေအသင်းတော်လည်းပါတီဇန်ခံပြီးမှတန်ရှင်တော်ဝိညာဉ်တော်ခံရတယ်။တချို့ကျတော့ယုံလိုက်တာနဲ့တန်ရှင်တော်ဝိညာဉ်ခံရတာလည်းရှိတယ်။တချို့ကျတော့ပါတီဇန်ခံပြီးမှအာဒါလို့ရှိတယ်ပြီးရင်ပါလေအတက်တော့အတက်မှာကျင်လည်နိုင်သွားတယ်တကူတွေကိုရသွားတာဖြစ်တယ်ပရိဇန်ခံခြင်းအဖြစ်ယေရှုယုံလေးပဲမဟုတ်ဘူးပေါ့တခုတော့ရှိတာပေါ့ ဧဝံဂေလိတရားကိုတေချာစွာ ရှင်းလင်းစွာ သိရှိနားလည်ပြီးအမှန်တကယ်ယုံကြည်တော်သူ ဆိုရင်တော့နော်ရေတဲ့ငုံလိုက်ခြင်းဟာသူ့ရဲ့လူဟောင်းတေခြင်းဖြစ်တယ်ယေရှုနဲ့တူချင်းခံရတယ်အသက်ဟောရေတဲ့ပြန်ထမြောက်ခြင်းဟာနော်ပြန်ထလာခြင်းဟာသုံးရမြောက်မှာအသက်ပြန်ရှင်တဲ့ယေရှုကဲ့သို့နော်အသက်တော်အသက်မှာနော်ရှင်လည်သွားတာဖြစ်တယ်ဒါရေကအပြုတ်တက်တက်မို့တကယ်တကောတက်ရောက်တာဖြစ်တယ် ဒါကြောင့်တချို့တွေကပဋိသင်ခံပြတာနဲ့တက်တာလုံးဝပြောင်းလဲသွားတယ်။တချို့တွေကပဋိသင်ခံပြတာနဲ့မြောင်းတဲ့ရောက်သွားတယ်။ဘာကြောင့်လဲ။ဘာကွာလဲဆိုရင်တော့အေဝံဂေလိတရားကိုတကယ်ရှင်းလဲဆိုတာသိရှိနားလိုက်ပြီးအပန်တကယ်မယုံကြည်ဘဲနဲ့နော်သူများလှုပ်လှုပ်လိုက်လှုပ်သွားတယ်အဲ့လူကနော်အမင်္ဂလာဖြစ်သွားတယ်။နော်အဲ့တကယ်ယုံကြည်တယ်ဆိုရင်တော့တခုတွေရောက်သွားတယ်။တက်တာလုံးဝပြောင်းလဲသွားတယ်။ဘာကြောင့်ဒီနေ့ဆက်ပြီးတော့မှနော် ပဋ္ဌာန်ပေးခြင်းဆိုတာဟာလာပေးတဲ့အမှုရဆောင်ကသုံးပါးတစုနဲ့ပေးရတာဖြစ်တယ်။ခန္ဓာသူကတော့နော်ယေရှုနာမ၌ပဋ္ဌာန်ခါရဖြစ်တယ်။ဒီနှစ်ခုကိုပေါင်းလိုက်မှပဋ္ဌာန်မံကတဲ့ပဋ္ဌာန်ဆိုတာဖြစ်ပါတယ်ပေါ့။ဒီလိုလုပ်ခြင်းဟာလည်းအကြောင်းမဲ့ဘာသာရေးထုံးစံရမဟုတ်ဘူး။တကယ်ကိုနော်ဝိညာဉ်တော်တကူနဲ့ပြည့်စုံတဲ့နော်နှုတ်ကပတ်တော်ဖြစ်ကြောင်း ားလည်းပါလို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်